ဆရာဒေါက်တာဖြူတီဟာရဲ့စာများစုစည်းမှုကနေကြိုဆိုလိုက်ပါတယ်ရှင်။မပျော်ရွှင်တတ်သူတွေရဲ့အလင်းချင်း၁၀ခုဆိုတာကိုဖတ်ပြခြင်းပါတယ်။ဤစာကိုဖတ်ရှုခွင့်ပြုပါရင်ဆရာအာလီစာစွာခွင့်တောင်းလိုက်ပါတယ်ရှင်။မပျော်ရွှင်တတ်သူတွေရဲ့အလင်းချင်း၁၀ခုပျော်ရွှင်နေဆိုတာစိတ်ခံစားချက်ဆိုပေမဲ့ကိုယ့်ရဲ့အလင်းချင်းတွေနဲ့အဓိကသက်ဆိုင်ပါတယ်။ဒါကြောင့်ပျော်ရွှင်ဖို့ခက်ခဲသူတွေမှာတွေ့ရတဲ့အလင်းချင်း၁၀ခုကို မျှဝေလိုတယ်။တစ်ကချင်းနေကိုစောင့်ဆိုင်နေခြင်း ဘယ်နှစ်ဘယ်၍ဘယ်လိုအချိန်နှင့်ဖြစ်မှပြောရမယ်ဆိုတဲ့သူကပျော်ရွှင်နိုင်ဖို့မလွယ်ပါဘူး။သူလိုချင်တဲ့အနေအထားရောက်လာရင်တော့ခဏပဲပြောမယ်။နောက်တစ်ဆင့်ထပ်လိုချင်လာမှဖြစ်ပြီးအခုပြောနေတဲ့ခံစားချက်ကလည်းပျောက်သွားမှဖြစ်လို့ပါပဲ။ဒါကြောင့်ပျော်ရွှင်ဖို့ကိုအချိန်ဆိုင်ပါနဲ့။ရှင်သင်ရသမျှနေ့ရက်တိုင်းမှာစိတ်ပျော်စီမဲ့နိမ့်နှံတွေကိုအမြဲရှာဖွေလှုပ်ဆောင်နေဖို့လိုပါတယ်။နံပါတ်1ဒူးတယောက်ကပျော်အောင်လုပ်ပေးဖို့မျှော်လင့်ခြင်းလူတယောက်ကချစ်ပေးမှကိုယ့်ကိုဂရုစိုက်မှ အများကချီကျူးစကားပြောမှပြောရတယ်ဆိုတာမျိုးမဖြစ်ပါစေနဲ့ဒါရီ မလိုအပ်ဘူးမဟုတ်ဘူးလိုအပ်ပါတယ်သို့တော့သူတို့အဲ့ဒီလိုလုပ်ပြီးမှ ပြောရမယ်ဆိုရင်ဘယ်လောက်တောင်ဂျပန်တက်ဖြစ်နေမလဲမိခုံမှုရှိနေမလဲဆိုတာကိုစဉ်းစားကြည့်ပါသူတို့ချစ်ဖို့ဂယုဆိုင်ဖို့ချီကျူးဖို့ကို ကိုဘယ်လောက်အားထုတ်နေရမှာလဲပင်ပန်းနေရမှာလဲတွေးကြည့်ပါစစ်မှန်တဲ့ပျော်ရွှင်မှုဟုတ်မနေသေးဘူးဆိုတာသဘောပေါက်လာပါလိမ့်မယ် နံပါတ်3ရုပ်ဝိတ္ထုပစ္စည်းတွေအပေါ်လုံလုံလျားလျားမှီတည်ထားခြင်းဒါတွေကလည်းလူကိုမပြောစီတာမဟုတ်ဘူးပြောစီပါတယ်သို့တော့ပြေးဆက်ပေါ်ပြေးရတယ်လို့ပြေးကားပြေးဘယ်မှမရဆိုတဲ့အတိုင်းပဲပစ္စည်းတွေဝယ်လိုက်တယ်ပျော်သွားတယ်ခဏပဲခဏပဲခံတယ်ဒီတော့ထပ်ဝယ်ရတယ်ပျော်သွားပြန်တယ်ခဏပဲခံတယ်တကယ်တော့ပျော်ရွှင်ခြင်းအစ်စ်ဆိုတာထိတွေ့ကင်တွယ်လို့ရတဲ့အရာတွေမှရှိတာမဟုတ်ဘူးချစ်ခြင်းမေတ္တာကိုယ့်ရဲ့စံတန်ဖို့တွေတိုင်းရှင်သန်နေထိုင်မှုဤမှန်းချက်ရှိမှုစတဲ့ interval တွေမှာရှိတာဖြစ်ပါတယ်။နံပါတ်၄တွေ့ဝေခြင်းနဲ့အတိတ်ကိုပြန်သတိရခြင်းဖြစ်ချင်တာနဲ့ဖြစ်တင်တာဆန္ဒနဲ့ဘဝကုပျော်ရွှင်မှုနဲ့တပါသူတွေရဲ့အထင်မြင်ဒီလိုနှစ်ဖက်ကြားတွေ့ဝေနေတတ်တဲ့သူတွေတခုခုကိုဆုံးဖြတ်ပြီးရင်လည်းနောင်တရနေတတ်တဲ့သူတွေကပျော်ရွှင်ရလိမ့်မရှိပါဘူး။နံပါတ်၅အနာဂတ်ကို တွေးပူလွန်ခြင်းအနာဂတ်ဆိုတာထက်စဉ်းစားရပါတယ်ကြိုတင်ပြင်ဆင်ရပါတယ်သို့တော့ လူရာထက်တွေးပူလွန်ခြင်းကတော့ကိုယ်စိတ်ကိုပင်ပန်းစေတယ်အထူးသဖြင့်အခုလိုဘာမှမရေရာပတိချတဲ့အမောင်ခေတ်ကိုဖျက်ဆီးနေရချိန်မှာပေါ့နံပါတ်6အတိအမှန်မပြုတတ်ခြင်းကိုယ့်ရဲ့ကောင်းခွက်တွေကိုအတိအမှန်မပြုဘူးပတ်ဝန်းကျင်ကလူတွေကိုလည်းအတိအမှန်မပြုဘူးဒီတော့ကိုယ့်ကိုယ်ကိုလည်းမလေးစားသလိုလောကကြီးကိုလည်းမကျေနပ်တော့ဘူးဒါကြောင့်ယေရှုတရားကိုအောက်မေ့တတ်ဖို့အတိအမှန်ပြုတတ်ဖို့ဟာနေတတ်ရင်ကျေနပ်စရာဖြစ်မှာမဟုတ်သိက္ခာမအရေးကြီးပါတယ်နံပါတ်9 ုကိုကိုတားကောင်တပွဲမြင်ထားခြင်းလူတိုင်းမှာပြဿနာကိုကြီးရှိပါတယ်ဒုက္ခတွေကြုံရတယ်ခက်ခဲတွေရင်ဆိုင်ရတယ်ကိုပဲဖြစ်နေတယ်ကိုပဲခံနေရတယ်ကိုပဲကံဆိုးတယ်ဒါတွေနဲ့ပတ်သက်လို့လည်းဘာမှမတုံ့ပြန်နိုင်ဘူးဆိုပြီး victim mindset ကိုကိုကိုတားကောင်တပွဲမြင်နေတဲ့စိတ်ထားဝင်နေတဲ့သူကပျော်ရွှင်ရဖို့ခက်ပါတယ်နံပါတ်၈အစိုးမြင်စိတ်များခြင်း white ပုတ်တစ်ချက်လုံးကိုမမြင်ဘဲအဲ့ဒီပေါ်က မဲဆက်ကလေးတစ်ဆက်ကိုပဲမြင်တတ်ခြင်းကကောင်းတဲ့နေရာကောင်းပါတယ်ဒါပေမဲ့အပြဲတမ်းအဲ့ဒီလိုမြင်နေခြင်းကတော့ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်စေမှာမဟုတ်ပါဘူးနမတ်ကိုဖြတ်တရားကိုမပြေရှင်းမဲညှဉ်းညူနေခြင်းနိုင်ငံရေးမကောင်းလို့ဆိုပြီးညှဉ်းနေုံနဲ့နိုင်ငံရေးကကောင်းမလာဘူးကောင်းမလာရင်ပြဿနာကပြေလည်သွားတာမဟုတ်တဲ့အတွက်ကိုယ့်စိတ်တွေကအစဉ်ပြေရင်လည်းခဏပဲဒါကြောင့်မညှိနဲ့ပြဿနာကိုအပြေရှားရင်ဆိုင်ဖြေရှင်းနံပါတ်30စူးစမ်းအားထုတ်မှုမရှိခြင်း ဘဝကနှိမ့်ချနေရင်အစိုးမြင်စိတ်များတယ်၊တင်ငယ်စိတ်ဝင်တယ်၊အငုံစိတ်တွေကိန်းအောင်လာတယ်၊ဟိုလူမချင်းနဲ့ဒီလူမချင်းနဲ့ဖြစ်လာတယ်၊စိတ်အချင်းပေါက်လာတယ်၊မနာလိုစိတ်တွေများလာတယ်။ဒီလိုပြောလို့ခင်ပြက်ကြီးတဲ့စီးပွားကြီးပဲနှိမ့်ရှာရမယ်လို့မဆိုလိုဘူး။ကိုကိုကူတော့တိုးတက်အောင်လုပ်နေရလိမ့်မယ်။ productive ဖြစ်နေတယ်။ရှေ့ကိုရွေ့နေတဲ့အပေါ်ကိုတက်နေတဲ့တနေ့တနေ့အသုံးဝင်နေတဲ့ခံစားရရင်စိတ်ကလည်းကြည်လင်းလာတာ။ကိုကိုကူလေးစားမှုမြင့်မားလာတာတဘာဝပဲ။ဒါကြောင့် ပျော်ရွှင်ခြင်းနဲ့ကြိုးစားအားထုတ်ခြင်းကတိုက်ရိုက်ချိုးကြတယ်ဆိုတာကိုလည်းသိစေချင်ပါတယ်။ဒေါက်တာဖြိုးဒီဟာ30ရက်လေးလ2025နောက်တစ်ပုတ်ကတော့ကုကုကုမြန်နိုးနိုင်ရလားတဲ့။မြန်နိုးတယ်ဆိုတဲ့စကားလေးကကျွန်တော်အတွက်တော့သိလှပါတယ်။လူဆိုလဲသူ့ကိုချစ်တယ်ဆိုတာထက်ပိုတယ်၊တတ်မှတ်တယ်ဆိုတာထက်ပိုတယ်၊ပစ္စည်းဆိုလဲကြိုက်တယ်၊လိုချင်တယ်ဆိုတာတွေထက်အများကြီးပိုတဲ့အထိပ္ပယ်ရပါတယ်။သူ့ရဲ့စိတ်စေတနာလေးတွေ ပြုမှုလောက်ကိုင်းပုံလေးတွေကိုမျက်နှိုးရတာပေါ့ပစ္စည်းဆိုရင်လည်းအဲ့ဒါကိုမြင်လိုက်တိုင်းအမှတ်တရတွေကောင်းတဲ့ခန်းစားချက်ကလေးတွေပေါ်ပေါ်လာတာမှုမျက်မျက်နှိုးနှိုးနဲ့တင်ထားမိတာမျိုးပေါ့ကောင်းမွန်ခြင်းဖြူစင်ခြင်းတန်ဖိုးကြီးခြင်းစတဲ့အရာတွေကနေထွက်ပေါ်လာတဲ့ခန်းစားချက်မျိုးဖြစ်တယ်တမက်ပစ္စည်းဆိုတာကတော့အနာစာနဲ့ပါတယ် dark side ရဲ့လို့လည်းပဲရှိမလဲလူကတော့ဒီလိုမဟုတ်ဘူးဘယ်သူမှမဆိုအားနည်းချက်ရှိတယ်အမောင်ကျန်းရှိတယ်လူတွေကိုပြမထားတဲ့နောက်ထပ်မျက်နှာတစ်ခု ရှိနေတတ်ပါတယ်အလုံးစုံဖြူစင်နေဖို့ဆိုတာမလွယ်ပါဘူးသို့တော့ဘယ်လောက်ထိမှောင်မှာလဲအပြင်းနဲ့တွင်းကဘယ်လောက်ထိဆန့်ကျင်ဘက်ဖြစ်နေမှာလဲမကောင်းတဲ့စိတ်ကိုရောဘယ်လောက်ထိသူအလိုလိုက်မှာလဲဒါတွေတော့ကွဲပြားခြားနာလိမ့်မယ်ဥပမာလေးတစ်ခုပြောကြည့်မယ်ကျွန်တော်တို့မြန်မာလူမှုတာဝန်ကဖူဝါရကြီးစုပါတယ်ဒီတော့မိန်းကလေးဆိုရင်ပန်းနဲ့တင်စားတယ်အင်းဒီသိခါဘလို့ကြည့်ရမယ်အပြုအမူဘလို့တိမ်မွေးရမယ်စသဖြင့်ပေါ့အဲ့ဒီအတွက်လိမ်မှုကိစ္စတွေမှာစိတ်ဝင်တစားရှိတာမျိုးဟာ မိမကောင်းအင်္ဂါရဲနဲ့မကန့်ညီဘူးလို့မှတ်ယူကြတယ်။သို့တော့ဒီဆန္ဒဆိုတာကယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ရှိကြတာပဲ။ခုနကလိုတွင်တင်ထားပုံသွင်းထားတဲ့ခါကျတော့မိန်းကလေးတွေမှာဒါကိုထုတ်ဖော်ပြသဖို့ရာတိတ်ခတ်သွားတယ်။ယောက်ျားလေးတွေကလည်းဒါတွေကိုစိတ်ဝင်စားတဲ့ရိုးရိုးအေးအေးကလေးကိုမှမျက်နှိုးကျင်ကြတာကိုဆိုလိုတာကတော့အကုန်လုံးဖြူစင်နေဖို့မလွယ်သလိုအကုန်လုံးဖြူစင်ပြနေခြင်းကလည်းကာယကံရှင်အတွက်ပင်မန်းစေတယ်။လိညာဟန်ဆောင်ရာလည်းရောက်တယ်သို့တော့ လိန်ကိစ္စမှာဖွင့်လင်းတာနဲ့စီးမရှိတာနဲ့ကြာမတူတော့ဘူးလူများကဲ့ရဲ့ဖြစ်တယ်မဲ့ဖောက်ပြန်မှုမျိုးတွေလောက်တာကြလွန်ခဲ့တဲ့အမောင်ချမ်းဖြစ်သွားပြီဒါကြောင့်ကို့အပါဝင်ဘယ်သူမှမစို့ dark side ရှိတာလက်ခံထားဒါပေမဲ့လက်သင့်ခံလို့ရလောက်တဲ့အမောင်ချမ်းတော့ဖြစ်ရမယ်ပေါ့အဲ့ဒီလောက်ဆိုမျက်နှိုးလောက်စရာလူတယောက်ဖြစ်နိုင်အောင်မဲထင်ပါတယ်ကိုကိုကိုမိခွန်းလေးပြန်မေးကြည့်ကိုကိုကိုမျက်နှိုးနိုင်ရလားမချက်တန်ဝင်ခံရရင်ကျွန်တော်ရဲ့ဖြေကတော့ no ကျွန်တော်ကိုကျွန်တော်မမျက်နှာနိုင်သေးပါဘူးကိုကိုကိုမကြိုက်တဲ့အချက်တွေအများကြီးရှိတယ်ကျွန်တော်မပြတ်သားလို့မပွင့်လင်းလို့နှင်နာသွားရသူတွေရှိဘူးတယ်ကျွန်တော်မိဘအပေါ်မှာလည်းတာဝန်ကြီးတယ်မခံစားရဘူးတခြားပြောမကောင်းတဲ့အချက်တချို့လည်းရှိသေးတယ်လူတိုင်းပေါ်ကောင်းနိုင်ဖို့ဂျင်းနဲ့အောင်လုပ်ပေးနိုင်ဖို့ဆိုတာမဖြစ်နိုင်ပေမဲ့ကိုတကူစားရအနာစာကင်းနဲ့ခံစားမနေရတာပေါ့ဒါကြောင့်ဒီမေကွန်းက subjective သဘောနဲ့ဆက်မာတယ်ဒူးစီရဲ့ခံစားချက်နဲ့ဆိုင်တာမျိုး တတ်တတ်မမတ်တိုင်းတာထားတဲ့ပေဒံရဲလို့မရှိဘူး။ဘာမဟုတ်တဲ့အဖြစ်ကလေးကို ကိုကခံစားနေမိရဲဆိုလဲကိုကိုကိုမမျက်နှိုးနိုင်တော့ဘူး။ခေါင်းနဲ့ချက်တွေလည်းကျွန်တော်မှရှိတဲ့သလောက်တော့ရှိပါတယ်။လူတွေကိုစာနာတတ်တာ၊ကုညီတတ်တာ၊ဖြည့်တွေးပေးတတ်တာ၊လောဘဒေါသနေတာစသဖြင့်ပေါ့။မျက်နှိုးနိုင်တဲ့အစင်တီရအောင်တော့စူးစမ်းရပါအောင်မယ်။အတိတ်ကနေမလွန်မြောက်နိုင်တဲ့သူနောင်ထတွေအပြစ်ရှိတဲ့ခံစားချက်မျိုးတွေနဲ့ လုံးထွေးနေတဲ့သူတွေကလည်းဒီခံစားချက်မျိုးရလိမ့်မှာမဟုတ်ဘူးလို့မြင်မိတယ်ဒါတွေကလူပိသားကျင်သူတိုင်းမှာဖြစ်လေရှိတဲ့လူပိသားဖို့ရာအတွက်လူလဲလူအပ်တဲ့ခံစားချက်တွေပါအမားလုံးမိပြီးတာတောင်တောင်တမရတဲ့သူကိုကြောင့်တူတယောက်ထိခိုက်ခဲ့ရတာတောင်အပြစ်ရှိတဲ့ပကံစားရတဲ့သူဟာဘယ်လိုများလူကောင်းသူကောင်းဖြစ်နိုင်ပါမလဲတောင်းမန်နဲ့မပြင်းစင်နဲ့ထပ်မလုံမိအောင်ကြိုးစားတယ်ဆိုတာတွေကို ဒီခန်းစားချက်တွေကနေပဲစတင်ရတာမဟုတ်ဘူးလားသို့တော့မလွန်ခဲ့ဖို့တော့လိုလိမ့်မယ်ပိတ်မိမနေဖို့တော့လိုလိမ့်မယ်ဒါမှပဲ ြုပြင်ပြောင်းလဲပြင်ဆင်လာပြီးတော့ကိုကိုကိုမျက်နှိုးတယ်ဆိုတဲ့ခံစားချက်မျိုးရနိုင်မှာဖြစ်ပါတယ်ချုပ်ပြောရရင်ကိုရကံသုံးပါဖြစ်တဲ့ကာယကံဝစီကံမနောကံကိုစောင့်ထင်းစင်ချင်ကြဖို့ပါပဲကိုလောက်ရကိုအပြုမှုတွေတပားသူကိုမတိခတ်ရအောင်ကိုပြောဆိုကိုနှုတ်ထွက်စကားကိုခစ်လို့ဆိုကိုရေးတဲ့စာ comment ဒါတွေကြောင့်လူတစ်ဖက်သားစိတ်မစင်းရရအောင်ထိမ့်သိမ့်မယ်လိမ်မပြောမိအောင်ခုံးမတိုင်းမိအောင် မဆဲရင်မိအောင်ဟမ်မဆောင်မိအောင် မာယာမများမိအောင်ကြိုးစားမယ်အဓိကအကျဆုံးကတော့အတွင်းစိတ်ပါပဲရှိကကန်နပားရဲ့ရေးသားမိကမနှောကံမဲမဟုတ်လားဒေါသထွက်လာတဲ့အခါပျက်စီးစေခြင်းလာတဲ့အခါမနာလိုဝင်တို့စိတ်များလာတဲ့အခါပြုမှုပြောဆိုတွေကလွဲမှားလာတော့တာပဲကိုကိုကိုမမြတ်နိုးနိုင်တော့မဲ့အလုပ်တွေကိုလုပ်မိတော့တာပဲဒါကြောင့်လဲဘောဒီဇင်မှာ စိတ်ကိုအဓိကထားပြီးဟောပြောဆုံးမလေးရှိတာပါ။အရာအလုံးကသူ့စီကနေစတင်မြစ်ဖြာခံတာမှို့လို့ပါပဲ။အမြဲရိခဲ့သလိုပဲစိတ်ဆိုတာအရှိတရားမဟုတ်ဘူးအဖြစ်တရားပါ။စိတ်ကောင်းရှိအောင်ကြိုးစားလို့မရဘူး။စိတ်ကောင်းများများဖြစ်အောင်ပဲကြိုးစားလို့ရပါတယ်။အဲ့ဒီလိုစိတ်ကောင်းကလေးတွေများများဖြစ်လာလို့ကောင်းတဲ့အလုပ်ကောင်းတဲ့စကားတွေများများလုပ်များများပြောနိုင်လာတဲ့အခါကိုကိုကိုမျက်နှိုးတဲ့စိတ်ကလေးလဲရနိုင်လာပါလိမ့်မယ်။ ဒီတော့ကိုကိုကိုမြတ်နိုးဖို့ဆိုတာကိုယ်စိတ်ကိုတတ်နိုင်သမျှဆင်ခြင်အောင်ထားခြင်းလိုပဲအတိတ်ပဲကောက်ရင်လည်းရပါတယ်ဒေါက်တာဖြိုးတီဟာ16ရက်4လ2025နောက်ထပ်လည်းဆရာရဲ့မိတ္တာနဲ့ရေးသားထားတဲ့စာတွေကိုတင်ဆက်ခြင်းမှာသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တပါ